ော့ကျမကလူတွေနည်းနည်းရှုပ်နေတဲ့ terminology လေးအကြောင်းတွေပြောပြပါမယ်။အယိုးအစစ်တွေရောအယိုးအကြောတွေရောအယိုးအယိုးအစစ်နဲ့ထိခိုက်ဒဏ်ရာတွေရောဟိုပြန်လည်တန်ဆွမ်းရေးတွေရောဒါတွေကဘာတွေလဲ the group တွေလား group square လားဆိုတဲ့အကြောင်းတွေပြောပြပါမယ်။အရင်ဆုံးကျမတို့ rheumatology အကြောင်းပြောရအောင်ပေါ့နော်။တိတာထင်ရှားဥပမာပြရရင်ဆရာကြီးဦးချက်ဆို ဆရာကြီးဦးချစ်စိုးဒီ rheumatologist ဖြစ်ပါတယ် rheumatology အောက်မှာကျမတို့ဘာပါလဲဆိုရင် rheumatologist တွေဘာတွေကိုကြည့်ပေးလဲဆိုရင်အဓိကရေပန်းစားကတော့အစစ်ရောင်ယောဂဖြစ်ပါတယ်အစစ်ရောင်ယောဂအောက်မှာ RA ပေါ့နော်သွေးလေးဘက်နာတို့ SLE အရေပြားလေးဘက်နာတို့ scleroderma အရေပြားထုလေးဘက်နာတို့ reactive arthritis တို့ rheumatoid fever ပိုးလေးဘက်နာပေါ့နော် နောက်တစ်ခုကတော့ခါးနာယောဂါတွေဖြစ်ပါတယ်။ Anspon ပါမှာပေါ့နော်။ Ankylosing spondylitis အဆစ်ရောင်ခါးနာယောဂါပေါ့။အယိုးကြီးပေါင်းတက်ခါးနာ lumbar spondylosis တွေပါမယ်။အယိုးနုကြောင့်ခါးနာလို့ခေါ်မှာပေါ့ PID prolapse intervertebratis ပေါ့နော်။ဒါတွေပါမယ်ပေါ့နော်။ကျွန်တော်ခုနပြောတာအဲ rheumatologist တွေပါကြည့်လဲအဆစ်ရောင်ယောဂါတွေကြည့်ရခါးနာယောဂါတွေကြည့်ရနောက်ခုအယိုးစီဝါဖြစ်ပျက်မှုကြောင့်ဖြစ်လာတဲ့ယောဂါတွေပေါ့။ဥမာခေါက်ပေါ့နော်။ uric acid တွေများလို့ဖြစ်တာခေါက်ကိုကျမတို့ ဒူလာလို့ခေါ်မလားမသိဘူးမြန်မာလိုလေးနော်အင်း osteoporosis ရှိမယ်အယိုးပွားယောဂါပြပါ osteomalacia အယိုးပျော့ယောဂါရှိမယ်နောက်တစ်ခုကကျတော့အတုံးများလို့ဖြစ်တဲ့ယောဂါအဲအမင်းအတိတ်တာဆုံးကတော့ယိုးကြီးပေါင်းတက်ဒူးနာဖြစ်တဲ့ OA ပေါ့နော် osteoarthritis နောက်ပြီးတော့ဒီကလည်း level ကြီးပေါင်းတာလေယိုးကြီးပေါင်းတက် level နာဖြစ်တဲ့ cervical spondylosis တွေပါမယ်ယွတ်အကျောနာတွေပေါ့နော် my fibromyalgia တို့ပြောပါလေပြင်ငုတ်တာ calcific tendonitis တို့ frozen shoulder တို့ဒီ day care ဟာပြောပါလဲ golf elbow ပေါ့နော် golf ရိုက်တဲ့သူတွေအဖြစ်များလို့သူတို့သူတို့ကလည်းကိုစားပြပြခေါ်တာ golf elbow ပြောပါလဲ repeated stress injury ပေါ့နော်လို့ typing computer သမားရယ်ဆိုဖြစ်တယ်ပေါ့နော်အလုပ်တူညီတော့အလုပ်ကိုထပ်ခါထပ်ခါလုပ်ရတဲ့ဟာတွေမှာဆိုရင်တွေ့ရပါတယ်နောက်ခုကျသွေးကြောယောဂါပဲသွေးကြောကြီးတွေရောင်တာပေါ့နော်တကရာစု arthritis လို့ခေါ်ရဲအသက်ကြီးရဲ့လူတွေမှာဖြစ်အ temporary arthritis လို့ခေါ်ရဲ အဲနောက်တစ်ခါကျ middle size to small size artery ရောင်းတာလည်းရှိရပေါ့နော်ဆိုတော့ဒီယောဂတွေကိုဒီခုနကကျွန်မရွတ်ပြထားတဲ့ယောဂတွေကို rheumatologist တွေကကုပါတယ်တစ်ပင်ဘဝပြုတ်ကျလို့လက်ကျိုးတာတို့ကားတိုက်ခံရလို့ရိုးကျိုးသွားတာတို့အဲ့အမျိုးကိုကုတာတာကြတော့အရိုးကျောင်းနဲ့ထိခိုက်ဒဏ်ရာခွဲစိတ်ကုဆရာဝန် orthopedic surgeon တွေကကုပါတယ်ออโตอ่ะออโตรูมาโทโลจิสต์กับรูมาโทโลจิสต์မြင်တောင်ပြောမယ်ဆိုရင် ကျမတို့အဆိုင်နဲ့ဦးလမ်းကြောင်းမှာဆိုရင် GI physician ရှိရယ် GI surgeon ရှိရယ် renal မှာလည်း renal physician ရှိရယ် renal surgeon ရှိရယ်လို့ပဲအယိုးအကြောနဲ့ပတ်သက်တဲ့ဟာတွေအယိုးအစ်စ်အထုခုတမားတော့ဆိုရင် rheumatologist တမားတော့အေးအေးအဲ့လိုမျိုးတမားတော့ ਨੇ ပေါ့ဥမာချက်ထားပါကျမသွေးလေးဗက်နာဖြစ်တယ်သွေးလေးဗက်နာဖြစ်ရင်ပထမဆုံးပြရကျမတို့တမားတော့ ਨੇ ပြရတယ် rheumatologist နဲ့ပြရတယ်အဲ့လိုပြရင်နဲ့မှတစင်ကျမဒီတမားတော်ကိုပြတာနောက်ကြွားလို့တော့လကောင်းစေးတောက်ရင်းနဲ့ဟိုပဲ ကျမကပိုပိုဆိုးလာတော့သူ၎င်းအဲ့လိုမျိုးကြာရင်အစစ်ရဲ့အတွင်းနံရံတွေကိုခွာထုတ်ရတာမျိုးဆိုင်နိုဗက်တမီလောက်ကရတာမျိုးအစစ်အစားထိုးလောက်ကရတာအဲ drug replacement therapy လောက်ရတာမျိုးဆိုရင်ဒီ rheumatologist တွေက orthopedic surgeon တွေအယိုးအဲ့ဦးနောက်ကအယိုးကြောင့်နဲ့ထိခိုက်တန်ရာခွဲစိတ်တွေကိုလွှဲပေးရပေါ့နော်ဆိုတော့သူက team work လိုမျိုးပဲပေါ့နော်အဲ့တော့လုံလုံမမှန်ဆိုရင်အဲ့လိုခွဲရစိတ်တာလောက်တာ orthopedic surgeon တွေလုပ်တယ်အယိုးအကြောင်းနဲ့ထိခိုက်တန်ရာခွဲစိတ်ကလုပ်တယ်အယိုးအစ်စ် တမားတော်ကကြာ rheumatologist ကကြာမခွဲရတာတွေကိုကြည့်ရပေါ့နော်။ဒါအလွယ်ကြီးအကျမ်းကြီးမှတ်လိုက်တာပေါ့နော်။ဆိုတော့နောက်တအုပ်စုကကြာတော့ rehabilitation ပါ physiotherapist ဆိုခေါ်ရပေါ့နော်။သူတို့ပြန်လည်တန်ဆွမ်းရေးဆရာဝန်တွေပေါ့နော်။ပြန်လည်တန်ဆွမ်းရေးအထူးကိုတွေပေါ့နော်။သူတို့ကကြာကျမတို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပြန်လည်တန်ဆွမ်းလှုပ်ရှားလို့ရအောင် ကုသပေးရပေါ့နော်။ လေ့ကျင့်ခန်းလေးလုပ်ပေးရလေသူတို့ပြန်ပြီးတော့လှုပ်လို့ရအောင်ပြန်ပြီးတန်ဆွမ်းလောင်ခုညီရဖြစ်ပါတယ်နောက်အုပ်စုတစ်ခုရှိသေးတယ် occupational therapist ပါသူတို့ကြတော့ဒဲဘာသာပြန်ရင်လုပ်ငန်းခွင်လေ့ကျင့်ရအဖွဲပေါ့နော်ဆိုတော့သူတို့ဘွဲအလုပ်တွေရှာဖွေပေးနေရမို့အလုပ်ကင်ရှာဖွေပေးရတော့ကွန်ပျူတာသင်ပေးရတော့ဟင်းချက်သင်ပေးရတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်သူတို့ကြတော့ခုနကတုန်းက physio therapist တွေကလက်တွေ6ယောက်တွေကိုလှုပ်ရှားနိုင်အောင်တန်ဆွမ်းနိုင်အောင်လှုပ်ပြီးသွားရင်သူတို့ဒီတိကျဖို့အသေးစိတ်တော့အဲ့ဒီလှုပ်ရှားနိုင်တော့လက်ကိုစာရေးလို့ရအောင်လို့ လက်ကိုထမင်းကိုလက်နဲ့နဲပြီးတော့ဗဇတ်ထဲဒီခွန်စားလို့ရအောင်ဆိုပြီးတော့ပို့ပြီးတော့အသေးစိတ်ကြတော့ရည်ရွယ်ချက်ရှိရှိပို့တိကြရဲ့ fine skills တွေကိုသင်ပေးတော့လေ့ကျင့်ပေးတော့အဖွဲ့ကို occupational therapist လို့ခေါ်ပါတယ်။နိုင်ငံကြောင်းမှာဆိုရင်6လောက်ကိုပဲ6လောက်ကလေးကိုပဲအဓိကကုသပေးရတာရှိတယ်။ podio အာ podiatrist လို့ခေါ်ရပါတော့ဆိုတော့ဒီလို team လေးရှိပါတယ်။ဆိုတော့အာဒါလေးကအဲ့တော့ဟိုအပြင်မှာတွေ့နေကြရိုးရိုးအစ်စ်ရိုးအစ်စ်တမားရောဆိုတော့ rheumatologist ပေါ့နော်။ ရိုးကြောနဲ့ပြန်လဲတန်ဆွမ်းရေးဆိုရင် rehabilitation ကိုပြောတာ auto ရေဆိုရင် तू ကထိခိုက်တံရဆိုတာပါတယ်အရိုးကြောနဲ့ထိခိုက်တံရခွဲစိတ်ကုသသမားတော့ထိခိုက်တံရပါရင်အဲ့ဒါ auto ရေပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်